ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများချုပ်တင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဦးဝင်းစွန်တက်တော်မှာဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှ29ရက်နေ့အထိတပတ်စာကြံပြုဟောစရံကိုပြည်ပြည်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို Subscribe လေးနဲ့ဒီရေကိုတောင်းဆိုပါရစေ။အစ်တတနိုင်းတည်အောင်လဲဘေးနားခေါင်းလုံးလေးကိုလည်း နှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္လာနေ့သားသမီးများအတွေ့တပတ်စာဟော့စတယ်ဒီကလာအတွင်းမှာရရရှိသောငွေများဝင်းမဲ့တရင်ကောင်းကြားရမယ်အိမ်မြင်အိမ်ဆောက်ရလိမ့်မယ်တယ်လီဖုန်းအသစ်ဝယ်မယ်ဆက်သူရှယ်ယာလုပ်ငန်းပုံမယ်ဒါမှမဟုတ်ဆက်သူရှယ်ယာလုပ်ငန်းများမှာအကျိုးအမြတ်များရရှိမယ်နိုင်ငံခြားတန်ရုံတွေမှာဗီဇာလျှောက်ထားပါကဗီဇာရမယ်ကြောင်မြေရနာရောင်းဝယ်ကောင်းမယ်အလူပြုတ်လို့ရမယ်ဂျမားရေးကတော့ရင်ဘတ်အောင်မယ်ပညာရေးအတွက်တရင်ကောင်းကြားရမယ်အချစ်ရေးမှာချစ်သူထမ်းမှလက်ဆောင်ရရှိမယ်အိမ်တော်ရေးမှာလည်းတာယာပါတယ်ကံကောင်းသောကနာ များမှာတင်ငါကိုကဏ္ဍများဖြစ်ပါတယ်ရရရတနင်္ဂနွေနေ့မှာတကိုးကြီးဖျားတနင်္ဂနွေတောက်မှာအုံဆက်လင်းညွင်ကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှဖျားကြက်မှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမင်းမြန်ဆွေးနွေးတိုင်ပင်လိုပါကမင်းနိုင်ခမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မင်းမြန်နိုင်ပါတယ် တနင်္လာအသားသမီးများအတွက်တပတ်စာဟော့စတယ်ဒီကလာအတွက်မှာအိမ်သစ်တက်ရမယ်ဒါမှမဟုတ်အိမ်နေရာအရွှေပြောင်းပေါ်မယ်တင်တာပါမစ်စာသုံးအပြိုင်ဆိုင်ဇီဝရေးလုပ်ငန်းများမှာအောင်မြင်မယ်ဝန်ထမ်းပြပါကလာစာတိုးယာရုတို့မယ်တခုခုခပိုင်းနိုင်ခံရတာပါတယ်တတိထားပါရွှေလုပ်ငန်းရွှေတူဖော်ရေးလုပ်ငန်းများမှာအခက်အခဲပေါ်တတ်တယ်ကျမကြီးကတော့ချောင်းဆိုးတက်ပါတယ်ပညာရေးမှာတိုးတက်မှုအားကောင်းနေပါတယ်အခြေရေးမှာချစ်သူရဲ့ဆွဆွဲမှုကိုခံရမယ်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်နဲ့နားလည်မှုလွှဲမစေတတ်ပါတယ်ကံကော ောင်းစီသောကဏ္ဍများမှာ၄၆၈ကဏ္ဍများဖြစ်ပါတယ်ရရရတနင်္လာနေ့မှာတကိုးကြီးဖျားတနင်္လာတောင်မှာခရီ၂၅ညွန့်ကတ်လို့ပါတနင်္လာသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေတနင်္လာသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမြန်ဆွနွေးတာမယ်လို့ပါကမင်းသိင်္ဂမိုဘိုင်း APP တွင်ဗီဒီယိုတိုက်ရိုက်မြင်များနိုင်ပါတယ် အင်္ဂါအသားသမီးများတွေတပတ်စာဟော့စတယ်ဒီကာလအတွင်းမှာဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းအလုပ်နေရာပြောင်းဖြစ်မယ်လုပ်ငန်းအသစ်စိုင်းသစ်ဖွင့်ခြင်းများပြုလုပ်ရမယ်အောင်မြင်မယ်ပေပြောင်းနှံကောက်ပဲတည်နှံရောင်းဝယ်ရေးမှာကောင်းမွန်ပါတယ်ရရရှိသောငွေများဝင်မိသတင်းကောင်းကြားရမယ်နိုင်ငံခြားခရီးအတွက်ကူညီမိသူပေါ်မယ်ဆိုင်ကယ်ရောင်းဝယ်ဖြစ်မယ်နေအင်းနီးနာမှာနာရေးပေါ်မယ်မသွားတဲ့မှာကျမကြီးကတော့အိမ်မပြောသောယောဂါဖြစ်မယ်ပညာရေးမှာတိုးတက်မှုရှိပါတယ်အခြေအမှကန်ကောက်နေပါတယ်ချစ်သူမရှိပါက ချစ်သူရမယ်အိမ်တော်ကြီးမှလည်းတာယာပါတယ်ကံကောင်းဈေးတော်ကဏ္ဍများမှာ3-4ကဏ္ဍများဖြစ်ပါတယ်ရရရအင်္ဂါနေ့မှာတကိုးကြီးဖျားအင်္ဂါတော့မှာပုံကူးညွန့်ကျွလာကူးညွန့်ဒန်းကူးညွန့်ကတ်လို့ပါအင်္ဂါသားသမီးများလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမုံရရှိကြပါစေအင်္ဂါသားသမီးများတွေတိုက်ဆိုင်မင်္ဂမာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရခက်ခဲတွေကိုဗီဒီယိုမင်းများဆွံ့လို့တာမင်းလိုပါကမင်းနိုင်ခမိုဘိုင်း APP တွင်ဗီဒီယိုတိုက်ရိုက်မင်းများနိုင် ہے ဘရူသားသမီးများအတွေ့တပတ်စာဟော့စတန်အိမ်အိမ်ကန်တိုက်ခန်းကွန်းတို့ကန်အယောင်းဝယ်ဖြစ်မယ်ဖျားစင်သူတော်ဖျားပုံတော်ဇေဒီပထိုးပုံတော်များနေရင်တို့ကြွမြလာပါကနမိတ်ကောင်းပါတယ်ဝင်ဝင်ကောင်းမယ်ဘန်တို့မဟုတ်ချင်းငွေဖွဲ့စည်းတစ်ခုခုမှာချင်းငွေတင်ထားပါကချင်းငွေရမယ်ကျွေးကိစ္စအတွေ့ရင်းရမယ်မော်တော်ကအတွေ့ငွေကုန်မယ်ကျမကြီးကတော့တွားကြိုက်တွားနာဖြစ်မယ်ဆောင်းမွေးဝဲဖြေပါကအောင်မြင်မယ်အချွေရင်းမှာအပြိုင်ဆိုင်ပုံမယ်အိမ်တော်ရင်းမှာလည်းအစင်မပြေပါကံကောင်းသောကဏ္ဍများမှာ2 4 6ကဏ္ဍများ ဖြစ်ပါတယ်ရရေရဘူနေမှာတကိုးကြီးဖျားဘူတောင်မှာကံကောကိုညွင်မြေသာကိုညွင်အုံကိုညွင်ကတ်လိုပါဘူသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဘူသားသမီးများတွေတိုက်ဆိုင်မှန်ကန်မကကော်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမင်းများဆွံ့ရတယ်လို့ပါကမင်းသင်္ခါမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မင်းများနိုင်ပါတယ် ကျသာရီသားသမီးများအတွေ့တပတ်စာဟော့စတယ်ဒီကလာအတွက်မှာဝန်ထမ်းဖြစ်ပါကလုပ်ငန်းထဲမှာအဆင်မပြေမှုရှိမယ်တို့ရသွင်းစိုးရင်စရာတော့မလိုပါပယ်ပြောင်နှံကောက်ပဲတည်နှံရောင်းဝယ်ရေးကောင်းမယ်မော်တော်ကားအရောင်းဝယ်ဖြစ်မယ်အမွေကိစ္စအတွက်တရင်ကောင်းကြရမယ်နိုင်ငံခြားမှာငွေရောင်းမယ်ကုသိုလ်ကောင်းမှုတစ်ခု ပြုလုပ်ရမယ်ဂျာမန်ရေးကတော့စီယောကဖြစ်မယ်နိုင်ငံခြားမှာကျောင်းဝင်ခွင့်ရမယ်အခြေရေးမှာမတည်မမြတ်ဖြစ်နေသောခြေသူနှင့်ပြန်လည်တည်မြတ်သွားလိမ့်မယ်အိမ်တော်ရေးမှာလည်းတာယာပါတယ်ကံကောင်းသောကဏ္ဍများမှာ689ကဏ္ဍများ ဖြစ်ပါတယ်ရရရဇာတာပရိနေမှာနေဖျားចောင်းဆောင်မှာកូនញុំောင်းកាត់លូបានဇာတာပရိသားသမီးများလုံးကိုစိတ်နှဖျားចမ်းမှချမ်းသာကြပြီးកូនជូសន្តាများពុំមូនយ៉ាងជាပါစေဇာတာပရိသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကកွမ်းမှန်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းទីနိုင်ဖို့အတွက်မျှဝေပေးခဲ့เนาะမိတ်ဆွေတို့ရဲ့ကကဲတွေကိုဗီဒီယိုမင်းများဆွံ့နှွေးတက်မယ်လို့ပါကမင်းနိုင်ခမိုဘိုင်း app တွင်ဗီဒီယိုတိုင်းအမင်းများနိုင်ပါတယ် တောက်ကြမ်းသားသမီးများတွေတပတ်စာဟော့စတယ်ဒီကလာအတွင်းမှာရရန်ရှိသောငွေများရရှိမယ်မော်တော်ကားအတွက်ငွေကုန်မယ်ဆိုင်ကယ်အသစ်တစ်စီးဝယ်မယ်ဝန်ထမ်းပြပါကလုပ်ငန်းဝင်အတွင်းမှာအခက်ခဲပေါ်မယ်တို့ရဆိုရင်စိုးရင်ကြတော့မလိုပါအလုပ်အသစ်အတွက်အင်တာဗျူးဝင်ရမယ်အောင်မြင်မယ်ကျမကြီးကတော့အစာရင်ရောဂါဖြစ်မယ်ပညာရေးအတွက်တရင်ကောင်းကြားရမယ်အခြေအနေအိမ်တော်ရေးတာယာပါတယ်ကံကောင်းသောကဏ္ဍများမှာ၃၄၈ကဏ္ဍများဖြစ်ပါတယ်ရရတောက်ကြမ်းနေမှာတကိုးကြီးပြားတောက်ကြတော့မှာတပီ၂၂ညွန့်ကတ်လို့ပါတောက် ာသားသမီးများလုံးကိုစိတ်နှဖျားစမ်းမှန်ချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။တောက်ကြားသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မေဇွေရရဲ့ကကရီကိုဗေရင်မင်းမြန်ဆွနွေးတိုင်ပဲလိုပါကမင်းတိုင်ခမိုဘိုင်း EPP တွင်ဗေရင်တိုက်ရိုက်မင်းမြန်နိုင်ပါတယ်။ စနေသားသမီးများအတွက်တပတ်စာဟော့စတယ်ဒီကာလအတွင်းမှာပြည်တွင်းပြည်ပတွေမှာအလုရှောက်ထားပါကအလုရမယ်မွေအတွက်တောကရောက်မယ်မြေရောင်းဝင်ဖြစ်မယ်ကုသိုလ်ကောင်းမှုတစ်ခုပြုလို့ရမယ်ရွှေထွက်မယ်ဝန်ထမ်းဖြစ်ပါကအလုပြောင်းအလုနေရာပြောင်းပေါ်မယ်ရွှေမျိုးအကြီးကဲတူထမ်းမှာအကူအညီရမယ်အမှုရှိပါက အမှုနိုင်မယ်ကျမကြီးကတော့ခြေတော့နာမယ်အခြေရေးမှာချစ်သူနဲ့အတူအလူပြုလို့ရမယ်အိမ်တော်ရေးမှာလည်းတာရပါတယ်ကံကောင်းသောကဏ္ဍများမှာ1.96ကဏ္ဍများဖြစ်ပါတယ်ရရရစနေနေ့မှာတကိုးကြီးပြားစနေ တော့မှာ TV 9လက်ကတ်လို့ပါဇနီးသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေဇနီးသားသမီးများတွေတိုက်ဆိုင်မှန်ကမကကောမန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မေဆွေတို့ရကကတွေကိုဗီဒီယိုမြန်ဆွန့်တွဲတိုင်မယ်လို့ပါကမင်းသင်ခါမိုဘိုင်း APP တွင်ဗီဒီယိုတိုက်ရိုက်မြန်နိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမရိုးရပီရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရပီရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်